ညီလင်းတန်းခံနိုင်တဲ့အိမ်တွေအကြောင်းပြောပြမယ်ဆိုရင်ဘလို့နေမလဲဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Erdan Shin ကအဲ့ဒီလိုအိမ်တွေကိုတီထွင်နေပါတယ်ဂျပန်နိုင်ငံဟာညီငလင်းဘေးအနေရကိုမကြာခဏဆိုသလိုကြုံတွေ့နေရတဲ့အတွက်ညီငလင်းတန်းခံနိုင်တဲ့အိမ်တွေဆောက်လုပ်ဖို့ကအရေးကြီးပါတယ် အဒန်ရှင်ရဲ့ဤပညာကငင်းငလင်လှုပ်တဲ့အခါအိမ်တွေကိုမြေပေါ်မှာနေထဲမှာမြှောက်ထားနိုင်ပါတယ်။ဒီဤပညာကြောင့်ငင်းငလင်ကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်လျှော့ချနိုင်ပါတယ်။ဒါဟာတကယ့်ကိုထူးခြားတဲ့တီထွင်မှုတစ်ခုပါပဲ။ဒီစနစ်ရဲ့လှုပ်ဆောင်ပုံကရိုးရှင်းပါတယ်။အင်းရဲ့အောက်ခြေမှာစင်ဆာတွေကိုတက်ဆင်ထားပါတယ်။အဲ့ဒီစင်ဆာတွေကငင်းငလင်ရဲ့တုန်ခါမှုကိုအာရုံခံနိုင်ပါတယ်။ ညီနလင်းတုံခါမှုကိုစင်စာတွေကတိတာနဲ့နေအိတ်တွေကမလိုလျောက်ဖောင်းလာပါတယ်နေအိတ်တွေဖောင်းလာတဲ့အခါအိမ်ကိုမြေပြင်ကနေ3စင်တီမီတာလောက်မြောက်ပေးပါတယ်ဒီလိုမြောက်ပေးခြင်းအဖြစ်ညီနလင်းရဲ့တုံခါမှုကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်ဒီနည်းပညာကအိမ်တွေကိုမြေငလင်တန်ကနေကာကွယ်ပေးနိုင်ပါတယ်။အိမ်ရဲ့တိဆောက်ပုံကိုလည်းပုံမိုခိုင်ခန့်စေပါတယ်။ဒါ့အပြင်အိမ်ရဲ့တန်ဖိုးကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ ညင်ငလင်းလှုပ်ပြီးတဲ့နောက်ပြုပြင်စရိတ်တွေကိုလည်းရှော့ချပေးနိုင်ပါတယ်။ညင်ငလင်းနဲ့ဆက်ဆက်တဲ့ပျက်စီးမှုတွေကိုလည်းအနည်းဆုံးဖြစ်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဒါဟာတကယ်ကိုအကျိုးများတဲ့ဤပညာတစ်ခုပါပဲ။ဒီဤပညာဟာဂျပန်နိုင်ငံအတွက်တည်းမကဘူး။ညင်ငလင်းအနေနဲ့ရင်ဆိုင်နေရတဲ့တခြားနိုင်ငံတွေအတွက်ပါအကျိုးရှိပါတယ်။လူနေမှုဘဝမှာလုံခြုံမှုနဲ့တက်တောင့်တက်တာရှိမှုကိုလည်းမြင့်တင်ပေးပါတယ်။စိတ်လုံခြုံမှုကိုလည်းခံစားရစေပါတယ်။ နည်းပညာကပိုပြီးတက်တောင့်တတာရှိတဲ့နေထိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ညီငလင်အနေရကိုစိုးရိမ်နေစရာမလိုတော့ပဲစိတ်အေးချမ်းစွာနေထိုင်နိုင်ပါတယ်။ဒါဟာတကယ့်ကိုအနာဂတ်အတွက်မျှော်လင့်ချက်ကောင်းတစ်ခုပါပဲ။ရဒန်ရှင်ရဲ့တီထွင်မှုဟာမြင်းကလေးအနေရရှိတဲ့ဒေသတွေအတွက်အကျိုးရှိပါတယ်။ဒီနည်းပညာကအိမ်တွေကိုမြင်းကလေးတန်ကနေကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်ဘဝကိုပိုပြီးလုံခြုံစေပြီးတက်တောင့်တက်တာရှိစေပါတယ်။ ဒီစနစ်ကစင်စာတွေကိုအသုံးပြုပြီးမြင်းကလင်းကိုရှာဖွေထောက်လန်းပါတယ်။နေအိတ်တွေကအလိုလျောက်ဖောင်းလာပါတယ်။အိမ်ကို3စင်တီမီတာမြှောက်ပေးပါတယ်။ဒါကမြင်းကလင်းရဲ့တက်ရောက်မှုကိုလျှော့ချပေးပါတယ်။ဒီနည်းပညာကအိမ်ကိုပုံမှန်ခိုင်ခန့်စေပါတယ်။အိမ်ရဲ့တံမိုးကိုလည်းမြင့်တင်ပေးပါတယ်။ပြုပြင်စရိတ်တွေကိုလည်းလျှော့ချပေးပါတယ်။ဒါကြောင့်ဒီနည်းပညာကိုပုံမှန်လေ့လာပြီးအသုံးချဖို့တိုက်တွန်းချင်ပါတယ်။ ီဗီဒီယိုကိုကြက်နှစ်တက်တယ်ဆိုရင် like လုပ်ပေးပါ နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်